လောကလူတွေကကိုမျက်ခြေကိုမမြင်ဘူးဆိုရလို့ကိုအပြစ်ကိုတော့မြုပ်ွယ်ထားကြပြီသူများအပြစ်ကိုသာဖောထုတ်နေတတ်ကြတယ်ပေါ့အဲ့ဒါမာယွင်ခြင်းတည်းပဲဒါကြောင့်မို့လို့ရသဗျာကိုအပြစ်ကိုသာကိုစဉ်းစားဆင်ခြင်မှာသူများအပြစ်တွေကိုသွားမချိပါနဲ့သူများအပြစ်တွေချိခြင်းအပြင်ကိုမှာမကောင်းတဲ့စိတ်တွေပဲတိုးပွားလာမှာဖြစ်တယ်အဲ့တော့သူများအပြစ်တင်မို့လဲမကြိုးစားနဲ့ ကိုကိုသာဒီလုတ်တယ်မလုတ်ဘူးကိုကိုသာအခြေအနေတရားကို ကိုကိုသာစဉ်းစားဆင်ခြင်သုံးသပ်ကြည့်ရမှာဖြစ်တယ်ဆိုရယ်သွန်သင်ဆုံးမချက်ပဲဖြစ်တယ်ကိုအဲ့ဒါလေဆွေးဆွေးမြေ့မြေ့မှတ်ထားပြီးတော့သူများအပြစ်ကို တွေးမိတာနဲ့နပရိသံဝီလောမဏိနပရိသံကတကတသူတော်ဘာမတော်မလျော်တဲ့အမှုကိစ္စတွေ ူတော်ကလှုပ်တယ်မလှုပ်ဘူးဆိုတာတွေကိုသွားပြီးတော့စိတ်ဝင်စားနေမကြည့်နဲ့သူများအပြစ်တွေကိုမမြင်နဲ့အတ္တနောဝအဝိခေယကတာတိအတ္တိသာကိုယ့်ရဲ့အလုတ်ကိုသာကိုလှုပ်မလှုပ်ကိုဖြစ်မဖြစ်ကိုသာကိုယ့်ကိုသာအကျိုးအပြစ်စီစေရမယ်ကိုယ့်ဟာကိုသာချီးရှူရမယ်ဆိုတဲ့ဒီမြတ်စွာဘုရားရဲ့သုံးသပ်ဆုံးမချက်အတိုင်းနေလို့ရှိရင် သူများကိုအပြစ်တင်ញញောင်ဖြစ်တဲ့အကုသိုလ်တွေကိုမှဖြစ်တော့လေတချို့ကသူများတော့အပြစ်တင်လိုက်လို့ရှိရင်ထိုအပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဖြစ်နေလို့ရှိရင်ကိုချိုးနေသွားကိုအပြစ်ကိုမကြည့်လို့အပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကတကယ်သူတော်ကောင်းကိုလည်းသွားပြင်းမှမိတတ်တယ်တခါတခါကျတော့ကိုမကြိုက်တာကိုကြည့်ပြီးတော့တော်ပြီးပြင်းမှတတ်တယ်အဲ့လိုပြင်းမှလိုက်တာနဲ့တပြိုင်တည်းကိုမှအပြစ်ကြီးတစ်ခုဖြစ်သွားတယ် ဒီနေ့ဥက္ကတေနတထေဇနီးမောင်နှံအလောင်းများဆိုရင်ကြည့်လိုက်လမ်းမှတွေ့တဲ့ပိစိကဗုဒ္ဓါကိုသူတို့ပါလာတဲ့ဇာဝေတော်ကိုလှူလိုက်တယ်လမ်းကြုံလို့တွေ့တဲ့ထဲလှူလိုက်တယ်လှူပြီးတော့ဆူတောင်းတဲ့အရှင်ဘုရားသိတဲ့တရားမျိုးသိရပါလို့ကြီးဆိုပိစိကဗုဒ္ဓါကြည့်လိုက်တော့သူတို့ဆူတောင်းပြည့်မယ်ဆိုတော့ပိစိကဗုဒ္ဓါကဝန္တာအာယပြုံးလိုက်တယ် ပြုံးလိုက်တော့အမျိုးသမီးကစာပြီးပါပြောတော့အေးဟိုကရောကပြုံးနေတော့အမှုပညာသမားနဲ့တူတယ်တော့အမှုပညာသမားတွေကလည်းပြုံးပြုံးလေးနေတတ်တယ်ထွားရဲ့တချင်းဆိုရင် ပြုံးနေကြတာဟုတ်တော့ဟုတ်တော့တယ်နော်မပြုံးရင်လည်းပြုံးဆိုတာအခုခေတ်တော့အနောက်တိုင်းကဟာတွေလားဘယ်ဟာတွေတူခေါက်တဲ့သူမဲမဲရွယ်ရွယ်ကြီးတွေဆိုတာလည်းတွေ့နေရတာခါတယ် တချင်းဆိုတာကြည်မကောင်းရှိမကောင်းမဲရွယ်ပြီးတော့ခံစားရလားပါလားမသိပါဟုတ်နော်ဟိုဗမာအငိမ့်နေပါလေကရင်တော့ပြုံပြုံနဲ့ကတာလေတွေ့ဘူးပါလေအခုအနောက်တိုင်းတချင်းနေဆိုလို့ရှိရင်မျက်နှာကရှုံပွားပြီးတော့ခါတယ်စိတ်ခံစားချက်မှုပေါ်အောင်ဆိုရတာလားမသိဘူးဘာတွေဆိုရတော့မသိဘူးဒါလည်းမလဲဘူးသို့တော့မျက်နှာအမှုရကြည့်ရင်တော့ပြုံးတာမဟုတ်ဘူးသိချားနေတယ် ရှုံမဲ့ပြီးတော့ခါတဲ့ကိုဆိုတာတော့တွေ့ရတယ်နော်အေးအဲ့ဒါလို့ဒီကိုယ်တော်ကပြုံးတယ်တော့တချင်းတယ်နဲ့တူတယ်ခုခေတ်တော့တချင်းတယ်လို့မခေါ်ဘူးပေါ့ဆိုတော့နော်ဆိုတော့နဲ့တူတယ်လို့ပြောလိုက်ယောက်ျားလှုပ်တဲ့သူကလည်းအေးဟုတ်မှာပေါ့ကွာလို့ပြောတယ်အဲ့ဒီလို့ပြစ်စင်ကဘုရားမထေမြတ်ကိုသွားပြီးတော့ မနိုင်ရမယ့်ဟာတော့နိုင်လိုက်တဲ့အခါမှာဒီဥက္ကတေနဇနီးမောင်းတာဟာဥက္ကတေနကတထေသာဖြစ်တော့လေသူဇနီးကဒီကားကြီးတဲ့အမျိုးသမီးသွားဖြစ်တယ်။တော့ကားကြီးတဲ့အမျိုးသမီးကိုတွေ့ပြီးတထေသာကလည်းကားကြီးတဲ့မှနောက်လိုက်သွားတယ်အဆင်မျိုးဖြစ်သွားတယ်။ထောက်ခံလိုက်တာနော်။ထောက်ခံလိုက်တာနဲ့ပါသွားတယ်။တထေသာကတထေအိမ်ကိုမနေရဘဲနဲ့ကားကြီးတဲ့ဘုကရောက်သွား။အဲ့ဒါသူတို့ဆက်လက်မှာအဲ့လိုရှိတယ်။ အဲ့တော့သူများအပြစ်ကိုသွားချိန်လိုက်တာသူများဟာကိုသွားချိန်ပြီးတော့ကဲရဲစကားပြောလိုက်လို့ရှိရင်ဒီလူတွေဖြစ်တတ်တယ်ဆိုတာနဲ့သတိထားစရာပေါ့နော်အေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအခုဒီမှာနပရိသံဝီလောမနိသူတစ်ပါးတည်းရဲ့မတော်မလျော်တဲ့ကိစ္စတွေကိုချိန်မနေနဲ့နပရိသံကတကတသူတစ်ပါးတည်းလှုပ်တာမလှုပ်တာမချိန်နဲ့ ဆိုလိုတာကတချို့ကတရားထုတ်တယ်ငါတို့ကတော့ဥပုံနေလဲဟိုးဆောင်တယ်ဒုယထရားတွေတော့ဆောက်မအောင်ဒီလိုအမျိုးပေါ့နော်သူများမဆောက်တာတော့ပြောငါတို့ကစခန်းဝင်တဲ့ဗဒနစ်ရှိဒုယထရားစခန်းဝင်တဲ့လူတယောက်မှမဖြစ်ဘူးအဲ့ဒါလို့သူများကိုတော့မကြည့်လိမ့်နဲ့လို့သူဆိုလိုတယ်ပေါ့အတနောဝအဝိခေယကတဏိအာကတဏိသာကိုလုထာဝဲကိုကြည့်ပြီးတော့ကိုကိုပဲ ဆန်းစစ်ပါလို့တရားစွာပြဟောတာเนาะ